ငါးသိန်းကျော်မှာအတန်ဆုံးလို့ပြောလို့ရတဲ့ကောင်ဆိုရင်တော့ဒီကောင်တစ်ကောင်ပဲရှိတယ်။ဒါက Redmi ရဲ့ Note 13 5G အဓိကကောင်းတာကတော့ဈေးနှုန်း9000ကျော်ဝင်းကျင်မှာ performance display design camera တော်တော်လေးကိုမှ perfect ဖြစ်တယ်။ Dimensity 6080 5G လို့ SoC ကိုတုံးပေးထားတယ်6.77 inch 120Hz AMOLED panel ကိုတုံးပေးထားတယ် display နဲ့ performance နဲ့တော်တော်လေးကိုတန်နေပြီ camera ဆိုလဲ one way မကားပါဆိုရယ် dual camera နှလုံးကိုတုံးပေးထားတယ် 9000mAh battery ကို 33W fast charge နဲ့ဆိုတော့ဘယ်လိုပဲကြည့်ကြည့် display design performance battery life ဘလိုပဲပြော9သိန်းကျော်ဝင်ကြမှာတော်တော်လေးကိုမှ strong ဖြစ်တယ်။အားနည်းချက်ဆိုလို့ China version ဖြစ်တာလေးရယ်ပြီးတော့ mono speaker လေးဖြစ်နေရလေဒါလေးပဲရှိတယ်။ကျန်တာအကုန်လုံးက သူစည်းတန်းဝင်းကျင်မှာတော်တော်လေးကိုကောင်းတယ်လို့ပြောလို့ရမယ်ပြီးတော့ဒီကောင်ကထွက်ထားကြပြီဆိုရင်မအခုချိန်ထိသူစည်းတန်းဝင်းကျင်မှာသူနဲ့ရှင်ပြီးတော့ fight လုပ်ရမယ့်ကောင်မျိုးကနည်းနည်းလေးလက်ချိုးကြီးလိုအောင်ရသေးတယ်အဲရှိချင်မှတော့ရှိပါဆိုတော့ကိုလိုလိုဆိုရင်ရော Redmi Note 13 5G လို့ဘယ်လိုမျိုးမြင်လဲအခုချိန်ထိကောင်းရင်လို့ခံစားလားသူ့မှာဘယ်လိုအချက်တွေကိုမနေနိုင်မှုရရှိတယ်အောက်ကကွန်မန့်မှာဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်မှတွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်အမေကြော်ပြီပါ Yangon Mobile Store